မြောက်ကိုရီးယားနိုင်ငံရဲ့အရှေ့ဘက်ကမ်းရိုးတန်းမှာအလွန်ကြီးမားတဲ့ခီးသွားဆောင်တစ်ခုဆောက်လုပ်ပြီးစီးခဲ့တယ်လို့ဇိုလာ26ရက်နေ့ကမြောက်ကိုရီးယားနိုင်ငံပြည်မီဒီယာကဖော်ပြထားချက်ကိုကိုကာဘီရိုက်တာသတင်းဌာနမှဖော်ပြထားပါတယ်။ဒါဟာခီးသွားလုပ်ငန်းမြင့်တင်ခြင်းကိုလှုံ့ဆော်ခြင်းနဲ့ခေါင်းဆောင်ကင်ဂျုံအရဲ့အဓိက project ကြီးလည်းဖြစ်ပါတယ်။ခေါင်းဆောင်ကင်ကလာရောက်လေဘက်သူ2000ခန့်ဆက်နိုင်တယ်။ဝန်ဆန်ကမ္ဘောကယုန်တဲ့ခီးသွားဒေသရဲ့ဖွံ့ဖွဲအခမ်းအနားကိုကိုရိုင်တက်ရောက်ခဲ့ပြီးနိုင်ငံရဲ့ခီးသွားဆောင်တွေကိုလှည့်မြန်စွာတိစောက်သွားမယ်လို့ပြောကြားခဲ့တယ်လို့လည်း KCNA သတင်းဌာနမှဖော်ပြထားပါတယ်။ ထေသခံများအတွက်အားလျက်ပန်းဖြေနေရဖြစ်တဲ့ဝန်ဆိုင်ရဲ့ပင်လယ်ကစားမြို့ကိုပြန်လည်တည်ဆောက်နေပြီးဒေါ်လာဘီလီယံနဲ့ချီတန်တဲ့ခီးသွောင်းနေရာတစ်ခုဖြစ်ပြောင်းလဲရလောက်ဆောင်နေရလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းမြောက်ကိုရီးယားပေါ်ပိတ်ဆို့အရေးယူမှုများရှိနေတာကြောင့်ဝန်ဆန် project အတွက်နိုင်ငံခြားယဉ်ညွတ်မှုမရှိတဲ့ပြဿနာရှိလာနိုင်ပါတယ်။ ခီးသွားဆောင်ကိုဇူလိုင်လ၁ရက်နေ့မှာဆက်တင်ပြီးပြည်တွင်းဧည့်သည်များလက်ခံနိုင်မှာဖြစ်တယ်လို့ KCN သတင်းဌာနမှပြောကြားခဲ့ပြီးနိုင်ငံခြားခီးသွားတွေကိုတော့ဖော်ပြထားခြင်းမရှိခဲ့ပါဘူး။ရုရှားခီးသွားအဖွဲ့တွေကိုနိုင်ငံတွင်းဝင်ရောက်ခွင့်ပြုထားပေမဲ့လည်းနိုင်ငံရဲ့နေရာတော်တော်များများကိုပုံမှန်ခီးသွားလောက်ခွင့်ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ April လတွင်ကတော့ပြည်ပအပြေးသမားများလက်ခံကျင်းပတဲ့မာရသွန်ပြိုင်ပွဲကိုကျင်းပခဲ့ပါသေးတယ်။ စီးပွားရေးအရာရောနိုင်ငံရေးအရာပါအထူးကြံနေဆဲဖြစ်တဲ့မော်စကိုနဲ့ပျုံယဲတို့ဟာယူကရိန်းစစ်ပွဲမှာမြောက်ကိုရီးယားရဲ့ပံ့ပိုးမှုကြောင့်ပုံမနီးကပ်လာခဲ့တာဖြစ်ပါတယ်။မြို့တော်များကြားတိုက်ရိုက်ခီးတဲ့ရင်ရထားပြည့်စွဲခြင်းကို2020ခုနှစ်ကပထမဆုံးအကြိမ်ပြန်လည်စတင်ခြင်းဖြစ်ပြီးခီးသောလုပ်ငန်းဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းကိုတိုးချဲ့နိုင်ရန်နိုင်ငံသဘောတူညီခဲ့ကြတာပဲဖြစ်ပါတယ်။မြောက်ကိုရီးယားဆိုင်ရာရုရှားတန်မတ်ကြီးနဲ့တန်ယုံဝန်ထမ်းများကိုဝမ်ဆန်အခမ်းအနားထွက်အထူးအဲ့ဒယ်များအဖြစ်ဖြည့်ချထားကြောင်း KCNA ကဖော်ပြထားခဲ့ပါတယ်။ဝမ်ဆန်ကဲယုံနဲ့ခီးသွားသေးတာပါ။ ကမ္ဘာစင်ခီးသွင်းယဉ်ကျေးမှုအပန်းဖြစ်စကန်တစ်ခုအနေနဲ့သူ့ရဲ့အမည်နာမကိုမြင့်တင်ပေးနိုင်မယ်လို့ယုံကြည်ကြောင်းခေါင်းဆောင်ကေဂျွန်ကပြောကြားခဲ့တယ်လို့ KCNN သတင်းဌာနကဖော်ပြထားပါတယ်။